မင်္ဂလာမနက်ခင်ပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မလ25ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲချိန်တိုက်ထွာရရှိခဲ့တဲ့အနိုင်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ22ဒီဂရီဆက်စီယပ်82ဒီဂရီဖာရန်ဟိုင်းနဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ23ဒီဂရီဆက်စီယပ်83ဒီဂရီဖာရန်ဟိုင်းစီတို့ဖြစ်ကြပါတယ်။ ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလုဝတကြိုတို့မှဖန်ရရှိတဲ့ပုံအရာကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာတိမ်တင့်တက်ဖြစ်ထွန်းနေပြီကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အနေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံမှာကတော့မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာတိမ်အနေငယ်မှာတိမ်တင့်တက်ဖြစ်ထွန်းနေပြီကြံဒေသတွေမှာတိမ်အနေငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းရင်တင်ရှိပါမယ်လှိုင်းမြမမြမကံယူတဲ့တခြားနယ် ကန်းလွန်ပင်လယ်ပြင်တို့မှာ၄ပေမှ၆ပေကန်းရှိနိုင်ပါတယ်။ဒီကနေ့ညနေဒီခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမွေးနေငယ်ရွာနိုင်ပါတယ်။စကနက်ဒေသကြီးချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်တင့်တင့်ဖြစ်ထွန်းပြီးနေပြည်တော် မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာအများအပြားတက်ရပါမယ်။နေပြည်တော်နဲ့နေတဝိုင်းအတွက်ဒီကနေ့ညနေတိမိုးလဝတာအခြေအနေခံမှန်းချက်မှာအများအဖြစ်တရပါမယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယံ100ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နေတဝိုင်းအတွက်ဒီကနေ့ညနေတိမိုးလဝတာအခြေအနေခံမှန်းချက်မှာလည်း အများအဖြစ်တရားပါမယ်အမြင့်ဆုံးမှုချိန်မှာ39ဒီဂရီဆက်စီယံ102ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်ဤတဝိုက်တဲဒီကနေ့ညနေတီမိုးရွာသားချင်းလေးခမ်းမဲကြပါလိမ့်အများဖြစ်တရားပါမယ်အမြင့်ဆုံးမှုချိန်မှာ38ဒီဂရီဆက်စီယံ100ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခမ်းမဲချက်များအနေနဲ့ကတော့နေပြည်တော်စကန်နယ်ဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေ့အပူချိန်များအနည်းငယ်တိုးလာနိုင်ပါတယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00ခန်းချိန်ထုတ်ပြန်တဲ့မိုးလွယ်တာသတင်းများပဲဖြစ်ပါတယ်ကိုစိန်နှပြကျမ်းမှာချမ်းသာကြပါစေရှင်